အားလုံးမင်္ဂလာပါ UK Match TA Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တဲ့အားလုံးမင်္ဂလာပါဒီနေ့ရသည် Transfer Window မှာ Man United က Matthias Cunha ကိုခေါ်ယူထားပြီးတော့မှအခြားပြစ်မှတ်တွေကိုတောက်လျှောက်ခေါ်ယူလည်းရှိတယ်တော့ကျွန်တော်တို့ Brian Amoimo ရဲ့အပြောင်းအရွှေ့ကိစ္စ Hugo Akitike အပါအဝင် ်ဗစ်တယ်ယိုဂရက်စ်နဲ့တခြားထိတ်တန်းအပြောင်းရွှေ့တွေအားလုံးကိုသူတို့တောင်းလျှောက်လိုက်နေတယ်သူတို့ရဲ့အတီးကတာဂက်ကတော့နွေရာသီမှာမနစ်ကအားနေတဲ့တိုက်စစ်ပိုင်းအတွက်ဒီကြားထဲမှာတိုက်စစ်ပိုင်းဆိုသူတို့အများကြီးတောင်းလျှောက်ကြည့်နေတဲ့အထဲမှာဒါအခု Christian Palace က John Felix Mateta ပါတယ်နောက်ဆုံးအခုဒါ Juventus ရဲ့တိုက်စစ်မှု Dusan Vlahovic တောင်ပါတယ် ဆိုကလပ်ဘက်ကတိုက်စစ်မှုတွေကတော့အခုလောလောဆယ်အထိသူတို့ကပြတောင်းပန် position နဲ့တိုက်စစ်ဘက်ကတေးချပေါက်လူချင်းနေအခုဒီအပိုင်းမှာ Hugo Akitiki ကိုဘက်ကိုနည်းနည်းမဲလာတော့ Itran Fred ဘက်ကပြောင်းရွှေ့ခြင်းကို Euro တန်းတရာတောင်းမြန် Jokeres ကြတော့လေ Man United ကိုပြောင်းဖို့တွေးဝေပြီးတော့မှ Champions League ဝင်ဝင်ရတဲ့ Arsenal ကိုပဲပြောင်းချင်တယ်အဲအဲ့ချိန်မှာ Victor Osimhen က United အတွက် option တစ်ခုရှိနေသေးတိုင်အောင် Saudi Arabia ရဲ့အစမတန်ကမ်းလှမ်းမှုနဲ့ လက်မထူးချင်းတန်းတရာဆိုတဲ့အမောက်တွေကဒါ United အတွက်အတိုင်းတာတူတူခက်ခဲစေတဲ့အချိန်မှာ Man United အသင်းကအခု Brian Agüero အပြောင်းအရွှေ့ကိုအပြီးတတ်နိုင်ဖို့ ਨੇ သူတို့ဘက်ကလုံးဝလက်မလျှော့ဘူးသူတို့မရတော့ဘူးဆိုတာထက်ဒီပြောင်းရွှေ့ဖြစ်လာလိမ့်မယ်လို့ယုံကြည်ထားတယ်ဒါအသင်းရဲ့ Arsenal Brighter Jason Wagner နဲ့ CEO ဖြစ်သူ Omar Prada တို့ကတော့ Man United ရဲ့ရည်ရွယ်ချက်တွေ target တွေကိုသူတို့ထုတ်ပေါ်ပြောကြတယ်ဆိုတော့ဟိုတနေ့တုန်းကအသီးရဲ့ CEO ကိုဖြစ်တဲ့ Omar Prada ကဒီနေ့ရာသီမှာ Manchester United အတွက်တရား plan အစ်တွေချထားတယ်အဲ့ဒါကတော့ကစားမတယောက်အတွက်သူတို့သတ်မှတ်ထားတဲ့အပြောင်းရွှေ့ဟာ maximum ဘယ်လောက်ရှိရမလဲဆိုတော့သူတို့သတ်မှတ်ထားတယ်ထားပါတော့ကစားမတယောက်သူတို့ဝယ်ပြီဝယ်လိုက်ပြီဆိုတော့အဲ့ကစားမအတွက်အများဆုံးတန်နိုင်မဲ့ခြေကိုသူတို့သတ်မှတ်လိုက်တယ်အဲ့ထက်ကြိုးတဲ့ပြောင်းရွှေ့ခြေဆိုရင်လှည့်မချီဘူး walk away လောက်ရမယ် ဒါကအခု Oma Brada ရဲ့ Any Cruz နဲ့ Man United ကအခုအသက်ချမှတ်တဲ့ပြောင်းရွှေ့ခြင်းဆိုတော့အဲ့ဒီအတွက်ကြောင့်အခုတချို့ပြောင်းရွှေ့တွေမှာသူတို့သူတို့ target ထားတဲ့ဈေးထက်ပိုရင်သူတို့လှုပ်ရှားမှုမရှိဘူးဆိုတော့အခုလောလောဆယ်မှာတိုက်စစ်တွက်အခက်အခဲရှိတယ်ကစားမရောင်းချမှုမှာလည်းခက်ခဲနေတဲ့ Man United ကခုနပြောတဲ့ Brian Ambu Mo ကိုတန်း60ပေးဦးမပေးဘူးသူတို့က58တန်းပဲ maximum အဲ့ဒီစားက တောင်းလျှောက်ဟိုဟာဖြစ်နေတဲ့အချိန်မှာအခုလောလောဆယ်မှာ United ကဒူရှန်ဗလာဟိုဗစ်နဲ့တရင်တက်ဒါဂျူဗန်တက်ရဲ့တိုက်စစ်မှုကစာချုပ်တစ်နှစ်ပဲကျန်နေ CD Club သင်းကထွက်ဖို့လုပ်နေတယ် Man United ကတော်တော်လေးသဘောကျတယ် United ကလာမကိုတိုင်ရဲ့ agent ဖြစ်သူကလည်း Premier League ကိုပြောင်းချင်တဲ့အတွက်အထူးသဖြင့်သူက Premier League ကို dream နေနဲ့ပြောင်းချင်တယ် Fiorentina မှာရှိတဲ့ကလည်း Arsenal ကလိုက်ခဲ့ဖို့တယ် Juventus ကိုရောက်တဲ့အချိန်မှာလည်းအချိန်ချင်းစူးစမ်းခဲ့တဲ့အခု ူရှန်ဗလာဟိုဗစ်ကမန်ယူနိုက်တက်အသင်းနဲ့တောင်းလျှောက်တင်တက်လာတယ်။မန်ချက်စတာယူနိုက်တက်ကိုသူပြောင်းချင်တယ်ဆိုတဲ့ပုံစံမျိုးဒီနေရာမှာအသင်းရဲ့ CEO Omar Prata တို့ကမန်ယူနိုက်တက်နဲ့ပတ်သက်လို့ရီမန်းချက်အကြီးကြီးထားတာတယ်။ India Group လက်ထက်မှာသူတို့ target ထားတဲ့အချက်က2028ခုနှစ်ကြာရင်မန်ယူနိုက်တက်က Premier League Champions Super League ရဖို့တာဂတ်ထားမယ်။အိုက်သင်းဟာ2028မှာ နောက်ဆုံးအနေနဲ့ Premier League Champion ဖြစ်ဖို့ဒါသူတို့ target ထားတဲ့နှစ်ဆိုပြောချင်တာက2029မှာမဖြစ်လဲပြဿနာမရှိဘူး2026မှာမရှိလဲပြဿနာမရှိဘူးဒါပေမဲ့28ဟာသူတို့မပေး Champion ဆုကို challenge လုပ်နိုင်ဖို့ပိုးဆွဲနိုင်ဖို့အတွက်အဓိက target ထားမယ်နှစ်ဆိုပြီး Omar Prada ကပြောထားတယ်ဆိုတော့အခုတိုက်စစ်ကအဘူဘူအပြောင်းရွှေ့ကိစ္စစောင့်နေစေဖြစ်တဲ့ ဗလာဟိုဗီရဲ့အပြောင်းအရွှေ့ပြန်ပေါ်လာတဲ့ယူကိုအာကီတီကရောပြောင်းရွှေ့ခြင်းစီးချပြီးတော့အော်စီမန်ကလည်းဆိုဒီရဲ့ဝေထားထဲမှာရောက်တယ်ဒီနေရာမှာ United ကရောင်းကိစ္စတွေနဲ့အတူလောလောဆယ်မှာတော့ဗလာဟိုဗီဟာ Man United အသင်းရဲ့ဝေထားထဲမှာပါဝင်ပြီးတော့ကလပ်ဘက်ကတော့တိုက်စစ်မှုတွေတော့ဒါရှာဖို့တော့ဖွင့်နေစေပါအားလုံးကျေးဇူးပါတယ်